အမမထင်ကဲခွင့်ရလို့ကဲနိုင်ခဲ့တဲ့ကန်တီတဲ့ကလေးလေးကတောင်းတဲ့မြမာလေးပေါ့နော်ကလေးလေးကလည်း၃နှစ်အရွယ်ပဲရှိသေးတယ်။ကန်ကောင်းလာရှစ်လွားနေကြပြီးတော့လို့၃လွားမှာညက်နေတာပေါ့နော်ဘေးတိုက်နှလုံးချားတဲ့ကြတာဆိုတော့အာဒါကလေးလေးရဲ့ကန်ကောင်းတယ်ပဲပြောရမှာပေါ့နော်အိမ်နဲ့အိမ်နှလုံးကဒီလိုကတ်နေရောလေး ဘယ်လိုပြောမလဲလက်ထုတ်ဖို့တော့မတခြားလုံးအပြည့်ထုတ်လို့မရဘူးကွာအဲ့လိုမျိုးလက်လေးဒီတဝက်လောက်ပဲထုတ်ပြီးတော့ထိန်းထားလို့ရတဲ့ဟာမျိုးဆိုတော့တိုင်ရဲ၃လောက်အတူရတယ်ခလေးလေးကိုရားသလောက်လေးအဲကင်ထားပေးရဲနောက်နိုင်ခွဲအတွင်းမှာပဲကိုကယ်ဆယ်သမားရဲ့လည်းရောက်လာပါရောက်လာကြရဲဖြစ်တည်လာခဲ့တဲ့ဘဝတစ်ခုမှာဒါကြုံတောင်းကြုံငယ်အပြည့်အပြည့်အပြတ်ပေါ့နော်မျက်စိရှိမှတည်းရောဒီလိုမျိုးအသက်အန္တရာယ်ဂျင်းနဲ့ချက်သေးဖြစ်တာဆိုတော့ကယ်ခွင့်ရလို့ကယ်နိုင်ခဲ့တဲ့အသက်တစ်ချောင်းလည်းဖြစ်တယ်ပေါ့နော်ဒါလေးကိုလည်းညီမပီတိဖြစ်ပါတယ် အဲပို့စင်ထားတဲ့အတိုင်းမှာပဲဒါအမအမမထင်ကဲခွင်းရလို့ကဲကဲခွင်းရလို့ကဲနိုင်ခဲ့တဲ့ကန်တီတဲ့ကလေးလေးကတောင်းတဲ့ညီမလေးပေါ့နော်ကလေးလေးကလည်းသုံးနှစ်အရွယ်ပဲရှိသေးတယ်ကလေးလေးကပို့စင်ထားတဲ့အတိုင်းပဲအဲအပြည့်အစုံပဲပေါ့နော်ညီမတို့သားမီးနှစ်ယောက်ကဒီအပြင်ကနေပြန်ပြန်ရောက်ရောက်ချင်းကားပေါ်ကဆင်းဆင်းနေမှာပဲအဲ့လိုအဖြစ်ကဖြစ်သွားတာပေါ့ဆိုတော့အဲ့ချိန်မှာတော့ခေါင်းတွေကပူထူပြီးတော့ရုတ်တရက်ဆိုတော့ ဘာမှမတွေးနိုင်ဖြစ်သွားသည်ရတယ်တော့မကောင်းအေးအေးစဉ်းစားပြီးတော့ခေါင်းလေးပေါ်လာသည်ကိုထင်းလေးအောင်ရှိတာပဲကိုထင်းလေးအောင်ဆက်သွယ်မယ်ဆိုပြီးပလဲမိသက်ကအဲကိုထင်းလေးအောင်ဆက်သွယ်ပြီးတော့အဲ့ကနေစင်မိသက်ကားဒီအမ်ဘူလန့်စ်ဒီနောက်ပီတီမြစ်တာအဲပရိုက်တာအတင်ရောနောက်ကိုပူတူအဲကေစရေးဖွဲရအကူတွေရောအကုန်လုံး9မိနစ်10မိနစ်အတွင်းမှာအကုန်လုံးရောက်လာကြပြီးတော့ကလေးလေးကိုနိုင်ခွက်အတွင်းမှာပဲကဲကဲနိုင်ခဲ့တာပါဟုတ်အရှိမအဲ့လိုအော်နေကြကဲကြပါအောင်ကဲကြပါအောင်လုံးကြပါအောင်ဆိုတော့ညီမရန်ပြစ်နေရတယ်လို့ညီမအိမ်ပေါ်ပြန်တက်တော့မှာဩရန်ပြစ်နေတာပဲဆိုပြီးအိမ်ပေါ်ပြန်တက်တော့မှာ ချိန်မှာကလေးလေးတော်သွားလို့ပါကဲကြပါအောင်ဆိုပြီးអော်ကြရဲ့အချိန်မှာကျွန်တော်တို့တာမီနီအောင်အဲ့အထုပ်တွေအဲ့မှာဒုတချခဲ့ပြီးတော့တာမီနီအောင်လို့အင်ရှိအင်ကိုပြေးတာပေါ့နော်ကာလန်ကာလန်ကူပြီးတော့ပြေးရပြီးတော့ကလေးလေးអော်တယ်လဲကြားတယ်ကျွန်တော်ဘာလို့ပြေးရမလဲမသိဘူးဘယ်ကနေစလို့ပါမသိဘူးကနောက်တော့မှခေါင်းကြီးစဉ်းစားကိုတင်လိုက်အောင်လို့ဆက်သွဲပြတာပေါ့နော်ဆိုတော့ကံကောင်းလာရှစ်လွားနေကြပြီးတော့လို့သုံးလွားမှာညက်နေတာပေါ့နော်ဘေးတိုက်နှလုံးချားတဲ့ကြတာဆိုတော့အာဒါကလေးလေးရဲ့ကံကောင်းတယ်ပဲပြောရမှာပေါ့နော်ကလေးလေးကစော့နေနေအားလုံးပြီးတော့အဲ့လို သွားတာပေါ့အိမ်နဲ့အိမ်နှလုံးကဒီလိုကန့်နေရောလေဘယ်လိုပြောမလဲလက်ထုတ်ဖို့တော့မတခြားလုံးအပြည့်ထုတ်လို့မရဘူးကွာအဲ့လိုမျိုးလက်လေးဒီတဝက်လောက်ပဲထုတ်ပြီးရလို့ထိန်းထားလို့ရတဲ့ဟာမျိုးဆိုတော့အဲသုံးလွာကမိအိမ်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 အိုက်တိုက်ရဲ့သုံးလွာကသူတွေရတယ်ခလေးလေးကိုရသလောက်လေးအဲကင်ထားပေးရဲ့နောက်ဒီ ambulance တွေအမိသက်ကားတွေမရောက်လာခင်မှာကျွန်တော်တို့ရေကြောကလုံခြုံရေးကိုညောက်ကလည်းအညီမတို့အော်တန်ကြတော့ပြေးလာပြီးတော့သူကလည်းအေးမရရတဲ့အပေါက်ကလည်းအေးပရင်းပေါက်ကိုကိုကြီးတော့ဝက်ကြီးဝင်ပြီးတော့အဲ့ဒီအကိုကလည်းအဲ့လို တဝက်ထိမ့်မေးထားဘူးချိုင်းရနေတာခေါင်းရနေတာမျိုးလို့မထားပြီးအဲ့လိုခြီးမေးထားဘူးအဲ့အိကိုကလည်းမောလို့အရန်ကြအချိန်သာတအားကြာသွားပြီဆိုအဲ့ကိုလည်းညက်နေတော့မှအသက်ရှူကြက်နေတော့မှနိုင်ခွက်အတွင်းမှာပဲကိုကယ်ဆယ်သမားကြီးလည်းရောက်လာပါရောက်လာကြရဲ့ကိုတင်လေးအောင်ချက်ချင်းဖုန်းကင်နေချိန်မှာအရန်ကျေးဇူးတင်သွားမဖုန်းမကင်မှာကြာညနေမိုးချုပ်နေပြီလေ၁၀နာရီကျော်နေ၁၇နာရီထိုးကန်နေနေပြီဆိုတော့လူအိတ်ချိန်ပေါ့နော်အိတ်ချိန်ဆိုတော့ဖုန်းမကင်မှာတအားကြောက်တယ်ဒါပေမဲ့လေဖုန်းလေးဖုန်းကလည်းနှစ်ကောလောက်ပဲဝင်ရတယ်ချက်ချင်း ဖုန်းကိုင်တယ်တော့တမိမင်္ဂလာပါဘာဖြစ်လို့လဲဆိုတော့အဲ့လိုအဲ့လိုပြောပြချက်ချင်းပဲကိုတင်နေအောင်အများကြီးဆက်သွယ်ပေးလိုက်တဲ့အချိန်မှာအပေါ်ဆုံးစင်ပြေသွားရပုံတော့တကယ်ကျေးဇူးတင်စရာကောင်းပါတယ်ဆိုတော့မိချစ်တဲ့တမိဒီမိချစ်တဲ့အခုညီတောင်းလာတယ်နော်ဥထင်းရေးတဲ့လောက်ပါအောင်လို့ဒီမှာခလေးတယောက်တိုက်ကြားထဲမှာညက်နေလို့ဆိုတော့ရေကျော်ဆိုတော့ကျွန်တော်ပလန်မိတဲ့နယ်ကဝေးတယ်ဒါစီကျွန်တော်ရဲ့မိခင်မြန်မာနိုင်ငံမိတဲ့တက်ဖွဲ့ပေါ့နော်နင်းစီကိုကျွန်တော်ချောင်းကားရရပေါ့နော်စကားပြောဆက်နေအာနင်းစီလိုလိုလိုရှိရဆိုရင်ကျွန်မအဲ့ချိန်မှာဒါနော်မင်္ဂလာတောင်ညွန့်ရဲ့ကြောက်တရားရဲ့ လောက်လိုက်တယ်။အော်ငိုပြီးတော့အဲ့လိုမျိုးကြောက်ကန်ဖြစ်နေရလဲမဟုတ်ပါနဲ့။သူသူရှိရဲဆိုအကြောင်းကြီးဖြစ်လို့ဖြစ်အောင်ပဲမလို့။အာအာအာလဲအဲ့လိုထားအောင်တစ်ခါနှစ်ခါလောက်ပဲထားအောင်ပဲ။လူတွေကိုသူမြင်နေရပြီ။လူတွေရဲ့အတန်တွေလည်းသူကြားနေရပြီ။ပြီးတော့သူ့ကိုလည်းအမှကင်ထားတာလည်းရှိရဲဆိုသူအဲ့လိုမျိုးတွေ့ရတဲ့အချိန်မှာတော့သူမအော်တော့ဘူး။သူနာလို့အော်တဲ့တစ်ချက်တစ်ချက်လောက်ပဲရှိရဲ။ဒါပဲကြာသူ့လူတွေကသူ့ကိုကြည့်နေရဲသူ့ကိုကယ်တော့မယ်ဆိုတော့သူတိလို့လားမသိဘူးငြိမ်ပြီးတော့စောင့်နေရကလေးလေးကဒါညီမရဲ့ဘဝတစ်လျှောက်လုံးဖြစ်တည်လာခဲ့တဲ့ဘဝတစ်ခုမှာ ဒါကြုံတောင်းကြုံငယ်အဖြစ်အဖြစ်အပျက်ပေါ့နော်မျက်မြင်မျက်စိရှိမှတည်းရောဒီလိုမျိုးအသက်အန္တရာယ်ဂျင်းနဲ့ချက်ထဲကြီးဖြစ်တာဆိုတော့ကဲခွင်းရလို့ကဲနိုင်ခဲ့တဲ့အတတချောင်းလည်းဖြစ်တယ်ပေါ့နော်ဒါလေးကိုလည်းညီမပီတိဖြစ်ပါတယ်အဲအဲ့ဒီဒီကုတူလေးကိုလည်းဝိုင်းပြီးတော့မျှဝေပေးကြလို့လည်းဒီနေရာလေးစွတ်တင်ပါတယ်အားလုံးညီမမှာအဲ့လိုမျိုးပရိုက်တာအဖွဲ့ကြီးအဲ့လိုမျိုးဖုန်းနံပါတ်တွေရှိတယ်ဒါပေမဲ့အဲ့ချိန်မှာခေါင်းထဲမှာဖောင်းကလေးပေါ်လာတာကိုထင်လင်းအောင်ပေါ်လာတာပေါ့နော်အဲကိုထင်လင်းအောင်လည်းကြာလဲလို့ရင်းရင်းနီးတယ်ကိုပြောပဲပလဲအရင်မိသက်တက်ဖွဲ့ရဲ့ ဒီ dim sum ပေါ့အဲ့တချင်းကိုလည်းညီမဆိုထားပေးဘူးလားဆိုတော့ကိုတင်လောက်လည်းကြာပို့ပြီးရင်းနေတယ်ပေါ့နော်မတကယ်မောင်နှမရေလို့ပဲ pride ရေအတူတူလုပ်ခဲ့ကြတာဆိုတော့သူ့အရင်ဆုံးတတိယမြင်ပြီးဖုန်းဆက်လိုက်တာပေါ့နော်ဖုန်းဆက်ရင်မှတဆင့်နောက်တော့နောက်တဲ့ pride အဖွဲ့တဲ့ ambulance ကရေဒါမျိုးတွေဒါချိတ်ဆက်မိပြီးဆက်သွယ်မိသွားတာပေါ့ဒီကလေးလေးရဲ့ဖြစ်စဉ်ကိုကြည့်ပြီးရောဟို ပြောချင်တာကလေးမမဟုတ်ဘူးညီမတို့လိုလူကြီးရွယ်လေးလည်းအခက်မသိရင်အာဟိုပြောမယ်ဖြစ်တတ်တယ်ဒါမျိုးမတော်တဆမှုလို့ဆိုဖြစ်တတ်တယ်ကလေးလေးရတော့ပိုပြီးတတိထားဘာမှမနားမလဲရကလေးလေးရဲ့မိဘတွေအနေနဲ့ကလည်းအာငြင်းရင်ပြီးရောငါတို့အလုပ်လုပ်လို့ရရင်ပြီးရောကလေးလေးကိုလွတ်ထားတာမျိုးလည်းမလုပ်ပါနဲ့လွတ်ထားမယ်ဆိုရင်လေကလေးရဲ့အိမ်ကိုတကယ်ကိုလုံချုံရင်းကောင်းကောင်းလေးပေါ့နော်ပြောချင်တာအတံမတကားကိုကောင်းကောင်းလေးလုပ်ထားတာမျိုးဒါမျိုးကြီးဆိုလို့ရှိရင်တော့တို့မျိုးအနေရရတော့အတက်နိုင်ဆို90%လောက်တော့ရော့သွားမှာပေါ့နော်ဝမ်းတာဝါရလေကလေးလေးကလည်းသူ့မိကိုမြင်တဲ့အချိန်မှာ ဖတ်ဖတ်ပြီးတော့ငိုတာငိုပြီးတော့ပဲခိုက်ခဏပဲအောက်ကိုလည်းဆင်းလန်းစတာအမှသူ့အောက်ကနေပြီးတော့စောင့်နေကြတဲ့လူတွေကိုမြင်လဲမြင်ရီပြရအားလုံးရီလန့်ရီပြပြီး ambulance ကားပေါ်တက်သွား။အော်ကလေးလေးကဘာမှလည်းမသိချဘူး။သူ့အောက်ကနေကြည့်နေတော့ပျော်ပြီးတော့ရီပြီးတော့လာကလေးက။အဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါလည်းအမတ်တရ။အော်ဟိုကလေးလေးကိုပြန်ရပြီး ambulance ကားပေါ်တက်သွားရဆိုချင်ပါညီမလည်းဇာစိတ်ကိုစိတ်ကိုရှော့လိုက်ပြီးပေါ့။စေယုံကစေယုံပေါ်ရောက်ရောက်ပြီးတော့ကလေးလေးချိန်နေကောင်းနေဘာမှပုံးမဲ့ပုံးမဲ့တန်ရလွဲပြီးတော့ အများအသက်အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိကြီးမားတဲ့ဒဏ်ရာမရှိဘူးဆိုတဲ့ဟာပဲမှာညီမစိတ်ကိုဒုံဒုံချရပြီးတော့အဲ့ဒီညီမဝတ်စုံဝတ်ဆက်ကြီးကိုလဲတော့မယ်ဆိုတဲ့အချိန်မှာလဲဖို့လုံတုံးလေးပဲရှိသေးတယ်ငလင်ထလို့တော့အထလုံနေအဲ့အဲ့တန်အဲ့ဒီတိုင်းပဲအဲ့မိုးညီမဝတ်စုံတန်းလိုက်တယ်မမေးရင်ငလင်လုံနေပြီးပြီးပြီးဆိုလာသားမိနေမခွေးလေးနှကောင်ခွေးခွေးလေးတေးသေးလေးတေးသေးလေးရှိရသေးတကောင်ချီအကြီးကိုကြောက်ရလဲရမ်းမိရရဆွဲပြီးတော့တိုက်အောက်ကိုပြေးတော့မလို့အဲ့ပြေးတော့မှညီမငလင်ကပြန်ရက်သွားတယ်အဲ့လိုမျိုးပေါ့နော်အမတ်တရားပေါ့အဲ့တနေ့လေးကိုပဲ နည်းနည်းလေးအမတ်တရရင်ဖြစ်သွားတာပေါ့နော်ဟုတ်ဘယ်သူမှမကြောက်ပဲရှိမှလေတကယ်ကိုကြီးမားသောသဘာဝဘေးအန္တရာယ်ကြီးလေနော်အရှိမှလည်းညီမတို့ခဏကြုံကြုံခဲ့ပြီးသွားပြီအဲ့နောက်ဆက်တွဲငလင်းလေးလည်းကြုံခဲ့ပြီးပြီဆိုတော့အာဒါဟိုအကုန်လုံးလည်းလာကျွတင်ပြင်ဆင်နေကြတဲ့သူရှိပါညီမတို့အမတ်ဂျစီဘက်ကိုအစင်းသိင်းကိုထုတ်ထားတာလိုအပ်တဲ့စာရဲစာတန်းလောဝိလက်စာကို့မှာရှိတဲ့တန်ဖိုးကြီးရယ်ဆိုတဲ့ဟာမျိုးလေးတွေကိုထုတ်ထားတဲ့အထုပ်ကလေးရှိရယ်ညီမတို့ အဲကိုရဲ့ပတ်ပုံတင်တို့ပတ်စပို့တို့စာရစာလမ်းတွေပါညာပေါ့နော်အဲ့အရာတွေထုတ်ထားပြီးသားရှိရဲ့ဆိုတော့အစင်းနဲ့ကောက်ဆွဲပြီးတော့အိမ်ကကလေးနဲ့ကောင်ချီပြီးပြေးုံမယ်ဘယ်လိုပဲဖြစ်ဖြစ်ပါကျေးဇူးတင်ပါတယ်ဒါအသက်ရဲ့ကုသိုလ်လေးတစ်ခုအသက်ရဲ့အဖြစ်ပြက်လေးတစ်ခုကိုအဲဝိုင်းမြမြဝေပေးကြရရောဝိုင်းမြချီမြောက်ပေးကြလို့ကလေးလေးကိုဝိုင်းမြစိတ်ပူမိဘနဲ့ထက်တူမိသားစုနဲ့ထက်တူစိတ်ပူပြီးတော့အဆူတောင်းပေးကြတာအတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကျူဆိုက်စီတင်ပါတယ်ဒီထက်ပိုပြီးအများကြီးကျူဆိုက်ကြပါ